ူတို့မိသားစုဟာရုတ်တရက်မုန်တိုင်းကြောင့်အိပ်ပျော်သွားတယ်။ဒါပေမဲ့သူတို့လိုလာတဲ့အခါကျေပြောလာတဲ့တမုတ်တရားကြီးဟာအဆုံးမရှိတဲ့ခြံဝန်းကြီးအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရတော့သူတို့ထိတ်လန့်သွားကြတယ်။တင်းမောဘကငါးချင်းကလည်းခုန်နေတယ်။ဒါဟာအိမ်မက်မဟုတ်ဘူးဆိုတာအတိပြုတယ်။လူတိုင်းရှုပ်ထွေးနေကြတဲ့အချိန်မှာတားကကနန်းကြီးနှစ်ကောင်ကိုဖမ်းမိခဲ့တယ်။ပင်လယ်ရင်နဲ့ကြီးရဲ့တရဝါရီပေါ်ပင်လယ်ရဲ့အောက်ခြေကိုရောက်ဖို့တညလုံးဘာရီပြက်ကွယ်သွားတာလေ။သူတို့ဘယ်သူမှမသိကြဘူး။ ချက်ကအကူအညီတောင်းဖို့ဖုန်းကိုအမြန်ယူလိုက်တယ်ဒါပေမဲ့သူ့ဖုန်းမှာအချက်ပြမှုမရှိဘူးသူ့တန်လိုက်အိမ်မြောင်တောင်ပြက်နေတယ်စိတ်ပြက်ပြီးဗီဒီယိုကိုပြင်ဖို့ကြိုးစားတယ်အများကြီးကြိုးစားပြီးတဲ့နောက်ရေငုပ်တင်ငုပ်ကပ္ပတိန်နဲ့နောက်ဆုံးတော့ဆက်သွင်းနိုင်ခဲ့တယ်ကမ္ဘာတန်လိုက်ဝင်ရိုးဆုံတွေလှုပ်သွားလို့ဒီရေလိုင်းတွေဥတီယာပြောင်းသွားလို့ပင်လယ်ရေတွေပြက်ကွယ်သွားတယ်ဆိုတာသိလိုက်ရတယ်ပိုဆိုးတာကရေတွေကအလုံးမြန်တဲ့အမြန်နှုံးနဲ့ပြန်စည်းကြလာတော့မယ် သူတို့အမြန်ဆုံးခိုလုံရနေရမြင်မာတဲ့နေရာကိုရောက်ရမယ်။ဒါပေမဲ့ချက်ကအနည်းဆုံးမြင်မာတဲ့နေရာက10ကီလိုမီတာအကွာမှာရှိနေတယ်ဆိုတာတွေ့ရှိခဲ့တယ်။ခြေလင်းနဲ့ရောက်ဖို့ရက်အနည်းငယ်ဝေးလွန်းတယ်။စဉ်းစားပြီးတဲ့နောက်အဖွဲ့ဟာအနည်းဆုံးရင်ငုပ်တင်းမော့စီကိုဥတီဖို့ဆုံးဖြတ်ခဲ့ကြတယ်။နှစ်နာရီခွဲလောက်လမ်းလျှောက်ပြီးတဲ့နောက်နောက်ဆုံးတော့သူတို့ဥတီယာကိုရောက်သွားတယ်။ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုရင်ဆိုင်ဖို့ခြိုင်ဝမ်းဟာအေယာမကနန်းအုပ်ကြီးတွေနဲ့ပြည့်နေနေတယ်။အမျိုးသမီးတွေရင်ငုပ်တင်းမော့ဘုတ်ကိုအမြန်တက်သွားကြတယ်။ကြောက်ရွံ့လုံးပြီးတွတ်ဆုပ်နေပေမဲ့ကံမကောင်းတဲ့ရင်ငုပ်တင်းမော့ကပ္ပတိန်ဟာကနန်းတွေရဲ့ကတ်ချက်ချင်းကိုခံခဲ့ရတယ်။ ရင်ငုတ်တင်မောတဲ့ရောက်တာနဲ့သူတို့ဟာကနန်းတွေအဆက်မပြတ်တိုက်ခိုက်နေတာကိုပဲကြည့်နေရတော့တယ်။ဟာကွက်တိုင်းဟာအသားစားကနန်းတို့အတွက်တိုးတက်မှုတစ်ခုဖြစ်လာနိုင်ပုံရတယ်ပြီးတော့ပျောက်ဆုံးနေတဲ့ပင်လယ်ရေတွေပြန်ပေါ်လာတယ်။